အီဂျစ်နိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း3400ကျော်ကစတင်အုပ်ချုပ်ခဲ့တဲ့ဖာရိုဘုရင်အာမင်ဟိုတက်ရဲ့နောက်ဆုံးအနားယူရာဂူတင်းကျိုင်းကိုဆယ်စုနှစ်နှစ်ခုအတွင်းပထမဆုံးအကြိမ်အဖြစ်အများပြည်သူအတွက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ဘုရင်အာမင်ဟိုတက်ရဲ့ဂူတင်းကျိုင်းကို1996ခုနှစ်ကရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်1995ခုနှစ်မှာ ဟောင်းဝိကာကြာကထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီဂူတင်းကျိုင်းကိုတွေ့ရှိချိန်မှာတော့အထဲမှာဘာမှမရှိတော့ဘဲနဲ့လုံးဝဗလာဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။ဒါကြောင့်ရှေးရခင်ကလေးကကိုယ်ယူခံခဲ့ရတာဖြစ်နိုင်တယ်လို့ယူဆပါတယ်။ကြောက်ကောင်းပိတ်အဖုံးရဲ့အပေါ်အဖုံးတစ်ခုတည်းသာကျန်ပြီးတော့အပိုင်းနေရာကျော်အထိကွေးကြည့်နေတာကိုတွေ့ရပါတယ်။ဘေးအများကြီးတောင်ကြား Valley of the Kings အောက်မှာ36မီတာရှိတဲ့လမ်းတစ်ခုကနေအကြီးကမြုပ်နှံရခန်းမကြီးစီကို ရောက်ရှိပြီးတော့မေပြားနှစ်ပါအအတွက်နေရာနှစ်ခုလဲပါဝင်ပါတယ်။ဂူနန်ရန်တွေပေါ်ကပကြီကားတွေမှာဖာရိုးပရင်ကိုရှေးခေတ်အီဂျင်နက်ဖျားတွေနဲ့အတူပုံဖော်ထားပြီးတော့ဘုကောသက်ဒက်ထဲကစာသားတွေကိုလည်းရေးထွင်းထားတာတွေ့ရပါတယ်။ပြုပြင်မုံမဲ့ရေလုံငန်းတွေကိုဂျပန်နိုင်ငံရဲ့ဥဆောင်မှုနဲ့အဆင့်၃ဆင့်ခွဲပြီးတော့လှုပ်ဆောင်ခဲ့တာတွေဖြစ်ပါတယ်။ဒီလုပ်ငန်းတွေမှာဂူနန်ရန်တွေပေါ်ကပကြီကားတွေကိုပြန်လည်ထိန်းသိမ်းတာတွေလည်းပါဝင်ပါတယ်။နှစ်ပေါင်း၂၀ကျော်ကြာကာလအတွင်း ကိုယ်စားလှယ်260ဦးသူတွေဒီတွေကျွမ်းကျင်ထိန်းသိမ်းရေးပညာရှင်တွေနဲ့အထူးကျွမ်းကျင်နေပညာရှင်တွေပါဝင်ခဲ့တာကြောင့်ဒါဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ယူဆရပါတယ်ဒီလိုကူသွင်းနိုင်ကိုပြန်လည်ဖွင့်လှစ်တာဟာနိုင်ငံသားဧည့်သည်တွေကိုပုံမှန်ဆွေးဆောင်နိုင်ဖို့ကြိုးပမ်းတာဖြစ်ပါတယ်ခရီးသွားလုပ်ငန်းဟာအီဂျစ်အစိုးရအထက်အကြီးကဝင်ငွေရရှိရာလမ်းကြောင်းတစ်ခုဖြစ်ခဲ့ပေမဲ့2017ခုနှစ်ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲတွေနောက်ပိုင်းဖြစ်ပွားခဲ့တဲ့နိုင်ငံရေးအကျပ်တဲနဲ့အကြမ်းဖက်မှုတွေကနေအပြည့်အဝပြန်လည်ဥမော်လာခြင်းမရှိသေးပါဘူးခင် 样？